ကဲအခုကတော့ဗာအကြောင်းပြောပြခြင်းလဲဆိုတော့ရည်စားမရှိသေးတဲ့အိမ်တော်မပြုတ်သေးတဲ့လူပြိုအပြိုတွေအတွက်အကြံပြုစရာလေးပြောခြင်းပါတယ်ခင်ဗျเนาะဆိုတော့တချို့မိန်းကလေးတွေမိန်းကလေးတွေအရင်ဆုံးပြောမယ်เนาะတချို့မိန်းကလေးတွေကိုကျွန်တော်ကြည့်ရတဲ့အခါမှာသူတို့ပြင်းနေသွားတဲ့အခါမှာဖြစ်ဖြစ်เนาะပြီးတော့မှသူတို့ရည်စားသွားရှာတယ် ဘာတွေ ਵਾਰੇ သွားတယ်သူတို့ဝက်စားထားတာကလမ်းပြန်နေအောင်ဟိုပေါ်ဒီပေါ်ဒီနီပါပါဝက်စင်ကြပြီးတော့မှကောင်လေးတွေကိုသွားရှာတယ်နော်ဆိုတော့အဲ့လိုနဲ့တွေ့လာတဲ့ကောင်လေးကတင်းရဲ့ခန္ဓာကိုပဲစိတ်ဝင်စားမှဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့လူနဲ့ရီးစားဖြစ်လာလို့တင်းအပေါ်မှာတဏှာတစ်ခုတည်းပဲစိတ်ဝင်စားတယ်ဆိုရင်အဲ့လူကိုကျွန်တော်တို့ကပြစ်တင်လို့မရဘူးဆိုတော့ကိုကိုတိုင်ကရီးစားသွားရှာတဲ့အချိန်မှာ ိုဝက်ပြလိုက်တာက ကိုယ့်ရဲ့မပေါ်တပေါ်အဝတ်အစားတွေဖြစ်တယ်အဲ့တော့အဲ့ဒီလူကသင်ကိုမြင်လိုက်တဲ့အချိန်မှာသူ့ရဲ့ဆွဲဆောင်မှုတစ်ခုတည်းကသင်ရဲ့ခန္ဓာဖြစ်တယ်သူ့ရဲ့တဏှာစိတ်ဖြစ်တယ်ဆိုတော့အဲ့ဒီလူ ਨੇ တွဲမိခဲ့လို့เนาะဒီတွဲမိခဲ့တဲ့ရီးစားဖြစ်ပြီးတော့မှ သူဟာတဏှာနဲ့ပတ်သက်တဲ့အရာကိုပဲစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒါဒီသူတယောက်တည်းရအမှားမဟုတ်တော့ဘဲနဲ့ဒီအပြိုလေးရဲ့ အမှားလည်းအများကြီးပါသွားတယ်။ဘာလို့ကိုကဆွဲဆောင်လိုက်တာကခန္ဓာနဲ့ဖြစ်တယ်။စိတ်သဘောနဲ့မဟုတ်ဖျားကိုချစ်ချင်းနဲ့လည်းမဟုတ်เนาะဒီတော့အကောင်းဆုံးကတော့ဗာလဲဆိုတော့ကိုပုံမှန်လိုပဲဝက်ဆင်ပြီးတော့မှတကယ်ကိုရဲ့အပြုအမူယဉ်ကျေးမှုပြောဆိုဆက်ဆံခြင်းကိုသဘောကျလာတော့သူ ਨੇ ကြာရှည်မှာတွေ့ကြည့်ပြီးတော့မှ တွဲကြည့်မယ်ဆိုရင်အာအဲ့လူတွေကပိုအဆင်ပြေတတ်တာတကူများတတ်တယ် ပြီးတော့မှကောင်လေးတွေပြောပြမယ်ကောင်လေးတွေကလည်းပဲအဲ့လိုမျိုးနေရာတွေကိုသွားပြီးတော့မှကားတွေရှိုးတွေမိုးတွေနဲ့เนาะဒီမိန်းကလေးတယောက်ကိုသွားဆွဲဆောင်နေအဲ့တော့အဲ့လိုသွားဆွဲဆောင်တဲ့အခါမှာအဲ့နေ့မှာသဘောကျလာတယ်เนาะပြီးတော့နောက်နေ့မှာလည်းဒီလိုနဲ့ပဲတွေ့ကြတယ်အဲ့တော့အဲ့လူနဲ့တွဲလာတဲ့အခါမှာလည်းပဲအဲ့ဒီမိန်းကလေးကသင်ရဲ့ရှိုးနဲ့မိုးနဲ့ကားဒီနော်ငွေဒီကိုပဲစိတ်ဝင်စားလာတယ်ဆိုရင်အဲ့ဒီ main ကလေးကိုပဲအပြစ်တင်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးအနေနဲ့မိန်းကလေးကိုဆွဲဆောင်စเนาะစပြီးဆွဲဆောင်ခဲ့တုန်းကသင်ရဲ့ရှိုးမူကာငွေတွေနဲ့ဆွဲဆောင်ခဲ့တာဖြစ်တဲ့အတွက်သင်ကိုစိတ်ဝင်စားတာမဟုတ်ထိုယာဒီကိုစိတ်ဝင်စားတဲ့သူကအဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာ တွေ့သွားလို့တွဲဖြစ်ကြတာဖြစ်တယ်အဲ့တော့နောက်ပိုင်းလဲသူကဆက်လက်စိတ်ဝင်စားမှာကလည်းပဲအဲ့ဒီအရာဒီပဲဖြစ်တယ်အဲ့ဒီအရာဒီမပေးနိုင်မပြနိုင်တော့တဲ့အခါမှာအဲ့ဒီလူကအသင်ကိုစွန့်ပြစ်ပါပဲ။ဘာကြောင့်လဲဆိုတော့စဆဆွဲဆောင်တော့က ဲ့ဒီအရာနဲ့ပဲဆွဲဆောင်တာဖြစ်တယ်အဲ့တော့ဒါလေးကိုပြောပြချင်တာဖြစ်ပါတယ်ဆဆလုတ်တဲ့အရာသည်ဆက်လုတ်နိုင်တဲ့အရာ ဖြစ်ဖို့အရေးကြီးတယ်ဆဆတွေ့တုန်းကသဘောကျတဲ့အရာကသူကဆက်ပြီးတော့မှသဘောကျမှာဖြစ်တယ်နောက်ဆဆတုန်းကကိုယ့်ရဲ့ရုပ်ခန္ဓာမပေါ်တပေါ်နဲ့ဆွဲဆောင်ခဲ့ပြီးတော့နောက်ပိုင်းမှာကိုယ့်ရဲ့စိတ်နေစိတ်ထားကိုယ့်ရဲ့အဖြစ်ချင်းကိုလက်ခံဖို့စူးစမ်းခြင်းဟာတကယ်ချစ်သူရည်စားကြဒီမှာအာ မမျောလင့်တဲ့နော်မထားတဲ့မျောလင့်ချက်တစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့လူပြိုအပြိုတွေဂျေစုပြုရေအကောင်းဆုံးသော တွေ့ဆုံမှုနေရာက ကျွန်တော်ဘုရားကျောင်းဒီမှာ လူငယ်စီစဉ်ဒီမှာကင်ဒီမှာဖြစ်ဖြစ် ခရိယန်တယောက်အနေနဲ့အဲ့လိုမျိုးနေရာမှာ တွေ့ပြီးဆခင်တဲ့သူနဲ့ဆက်ပြီးတော့မှသွာလာကြည့်မယ်ဆိုရင်ဒါကအကောင်းဆုံးသောလက်တွဲမှုဖြစ်လာမယ်လို့ကျွန်တော်အကြံပြုခြင်းပါဒါကြောင့်လူပြိုအပြိုဒီသတိထားပါ ဘယ်လိုအချိန်မှာသင်က သူ့ကိုစဆဆွဲဆောင်ခဲ့လဲဆိုတာရုပ်နဲ့ဆွဲဆောင်ခဲ့တဲ့သူလားငွေနဲ့ဆွဲဆောင်ခဲ့တဲ့သူလားရှိုးနဲ့မိုးနဲ့ဆွဲဆောင်ခဲ့တဲ့သူလားဆိုတာကိုကြီးကြီးစဉ်းစားပါအဲ့ဒါကြီးနဲ့ဆွဲဆောင်ရင်သူ့ကိုအဲ့ဒါကြီးနဲ့ဆက်ပြီးတော့မှဆွဲဆောင်နိုင်မှအဆင်ပြေမှသူကလည်းပဲအဲ့ဒီအရာကိုပဲဆက်ပြီးတော့မှစိတ်ဝင်စားမှဖြစ်ပါတယ်ဆိုတာကိုလူငယ်မောင်မယ်တွေကို ပြောပြပါရစေခင်ဗျာ